တို့မြန်မာနိုင်ငံရဲ့လေစိတ်အတွင်းထဲမှာခိုးနေပါတယ်ခိုးတဲ့လူကမျက်ခြေဖြောက်ချင်လို့ထဲတာပဲဖြစ်မှာပေါ့ဒါဆိုအဲ့ဒီမှာဘာတွေပါလဲပျောက်ထားပျောက်သွားပြီပျောက်သွားတဲ့ပစ္စည်းကိုမရှာဘူးအဲ့ဒီမှာဘာတွေပါလဲဘာတွေပါလဲဘာတွေပါလဲဟုတ်ပြီမိုးလည်းပြောပြီးတယ်အဲ့ဒီစီလက်ကောက်အတုအပြားကြီးကိုလည်းရွှေထိန်ပြီးခိုးသွားလာတော့မသိဘူးအဲ့ဒီလက်ကောက်အပြားကြီးလည်းမရှိဘူး ရွှေလက်ကောက်နှစ်ကွင်းလည်းမရှိတော့ဘူးအားလုံးမင်္ဂလာပါရှင်ဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒီမြန်မာနိုင်ငံရဲ့လေးစိတ်မှာနော်ရွှေနှစ်ချက်သားနှီးပါတာအခုခံလိုက်ရတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်ဒီဗီဒီယိုဖိုင်လေးကအမကနော်စင်ကာပူကိုသွားတဲ့လမ်းမှာနော်သူ့ရဲ့ခီးဆောင်အိတ်ထဲမှာနော်ဘူးနဲ့သူကတည်တည်ချာလေးကိုထည့်ထားတာအဲ့ဒီထဲမှာကလစ်ဒီကောနော်ဖန်စီလက်ကောက်တီရောပါတယ်ရှင်ဒါကိုသူကနော်ရွှေတွေကြီးပဲယွေးပြီးတော့ခိုးသွားတာရှင်ဒီတကူကတော်တော်လေးကိုလဲတယ်နော်အားလုံးလည်းတည်ထားလို့ရအောင်လို့ဒီဗီဒီယိုဖိုင်လေးကို ုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ပါရရှင့်။အားလုံးပဲမင်္ဂလာပါ။အခုမိုးကိစ္စလေးတခုလာပြောပေးခြင်းနဲ့ပေးတယ်ဗောနော်။ကိစ္စလေးတခုလာ share တာဗောနော်။ဒီအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေကမိုးက like လိုခြင်းလို့ video view များခြင်းလို့အဲ့ဒီ idea နဲ့လုံးဝလာတာမဟုတ်ဘူး။ကိုယ့်ရဲ့ဆွေမျိုးအတိုင်းအတိုင်းဝိုင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့အသိမိတ်ဆွေတွေပဲဖြစ်ဖြစ်ခရီးသွားပြည်သူတွေကိုတတိပေးခြင်းနဲ့ ဆန္ဒလေးတစ်ခုပဲပေါ့နော်ကိုခံလိုက်ရတယ်လို့မျိုးအဲသူများဟိုမပေးခံနိုင်ဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ကိုလည်းချမ်းသာတဲ့မိသားစုတွေကစဉ်တက်လာတော့မဟုတ်ဘူးဒါပေမဲ့လည်းကိုရဲ့အမေချွေးနှဲစာနဲ့ရှာဖွေပြီးတော့မိုးကိုလှုပ်ပေးထားတဲ့ရွှေတွေအခုခံလိုက်ရလို့ပေါ့နော်အဲ့တော့ငွားတော့တရားနဲ့ဖြေပြီးမဲ့လေကိုမေချွေးနေစားနဲ့လှုပ်ပြီးတဲ့ပစ္စည်းတွေဆိုတော့နှက်မျောတယ်ဒါပေမဲ့လည်းမတက်နိုင်ဘူးပေါ့နော်ဖြစ်သွားပြီအဲ့တော့မိုးလောက်ခရီးသွားတာဒီလောက်လေတဲ့သူတော်မှာပေါ့နော်ဒီလိုမျိုးအမှတ်တမှတ်နဲ့ခံလိုက်ရပါတယ်အဲ့တော့ဟို ပစ္စည်းတွေကိုခရီးသွားတဲ့လေရင်နဲ့သွားတာပဲဖြစ်ဖြစ်ဘယ်ဟာနဲ့ပဲသွားတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိတ်ကိုတေးချအောင်တော့ခတ်ပါပစ္စည်းအရန်တံမိုးကြီးတဲ့ပစ္စည်းတွေကိုလည်းကိုယ့်ရဲ့လက်နဲ့တပါးတည်းယူဆောင်သွားပါเนาะအဲ့တော့အဲမိုးဖြစ်လိုက်ဖြစ်ဖြစ်သွားတဲ့ကိစ္စလေးကတော့ဘာလဲဆိုတော့ အဲပြီးွားတဲ့လကပေါ့နော်မိုးစင်ကာပူကနေရန်ကုန်ကိုပြန်တယ်။ဘယ်လိရင်ဘယ်ပါညာဆိုတာမပြောချင်တော့ဘူး။ပြောလဲဘာမှထူးမှာမဟုတ်တော့ဘူး။အဲ့တော့မြန်မာပြည်လေးစိတ်ကိုစိုက်နေတာတွေကလေရင်မနှစီမှအများကြီးရှိနေတာမဟုတ်ဘူး။အဲ့တော့အကြည့်နေတဲ့သူတွေလည်းသိမှာပဲနော်။အဲ့တော့မိုးမန်ရှင်းမခေါ်နေတော့ဘူး။အဲ့တော့လေရင်စီးတယ်။လေရင်စီးတဲ့အချိန်မှာမိုးကမင်္ဂလာဆောင်ကိစ္စလေးလည်းရှိတယ်။ဒီဝါလီအတွက်လည်းပြန်တယ်ဆိုတော့မိုးရဲ့ရွှေလေးပါသွားတယ်။မိုးရဲ့ရွှေပရက်တပူပါတယ်။အဲပြီးတော့အဲဘူးပလတ်စတစ်ဘူးထဲမှာမိုးဖြူရံပုံလေးတွေတင်ပေးတာမယ်။ ပလတ်စတစ်ဘူးထဲမှာမိုးကလက်ကောက်အမေလုပ်ပေးထားတဲ့လက်ကောက်နှစ်ကွင်းရှိတယ်မိုးအမြဲတမ်းခုနှစ်နှစ်ကျော်ရှင်းတဲ့လောက်ရှိပြီအဲ့ဒီငကက်တစုံလေးကအမြဲတမ်းပွဲသွားရင်ဝဝနေတယ်အတွဲငကက်လေးတစုံရယ်အာအဲ့ဒါလည်းအမေလုပ်ပေးထားတာပဲလက်ကောက်နှစ်ကွင်းလဲဒါမေအခုဒီအာတိတ်မကြသေးဘူးအမေလုပ်ပေးထားတာအစ်စ်ကလေအငယ်မလေးမင်္ဂလာမင်္ဂလာမဆောင်ခင်မှာတယောက်နှစ်ကွင်းလုပ်ပေးတာပေါ့နော်မိုးညမနှစ်ကွင်းမိုးနှစ်ကွင်းလေးကွင်းပေါ့နော် အဲ့ဒီပြီးတော့လက်စွပ်လေးတကွင်းရကြတော့အသေးလေးဆက်နှလုံးပါတယ်အသေးလေးဆက်နှလုံးပါတယ်လက်စွပ်တကွင်းလေးအဲ့ဒီငကတ်တရံနဲ့အသေးလေးလက်စွပ်တကွင်းကိုဘူးလေးသေးသေးလေးထဲမှာထည့်ပြီးတော့လက်ကောက်နှစ်ကွင်းကျိုးနေတဲ့ကျိုးနေဆိုလိမ့်ပိနေရပါတော့မိုးကဒီတစ်ခေါက်သွားလို့ဆိုလို့ရှိရင်တခုခုပြောင်းပြီးတော့လှုပ်လိုက်မယ်ဆိုပြီးတော့အဲ့ဒီလက်ကောက်နှစ်ကွင်းလေးရလက်ကောက်နှစ်ကွင်းရခေါင်းစည်းကျိုးတွေကလစ်တွေအကုန်လုံးကိုပလတ်စတစ်ဘူးအကြီးထဲမှာမိုးကထည့်ထားတယ် အိန္ဒိယလက်ကောက်မျိုးတို့ဒီ fancy လက်ကောက်တွေသိရမလားအိန္ဒိယအပြားလက်ကောက်အကြီးပဲလေဒို function တွေပါရေးသွားအိန္ဒိပွဲတွေပါရေးသွားရင်ဝတ်တယ်အိန္ဒိယလက်ကောက်အပြားကြီးအတုပေါ့နော်အဲ့ဒီကောင်ကျတော့ fancy လက်ကောက်ကောင်တာမှာ check in ဝင်တယ်ကောင်တာမှာ check in ဝင်တယ်ဆိုတော့မိုးက အမ်ကီလို24ကီလိုအိတ်ကြီးတစ်လုံးကအပြည့်ပဲအဲ့ဒီအိတ်ကတော့ခတ်ထားတယ်အဲ့ဒီအိတ်ကိုတင်လိုက်တယ်မွေးဟန်ကေကြီးမဟန်ကေရီမှာကအိတ်နောက်တစ်လုံး9ကေဂျီက9ကေဂျီလောက်ပဲရှိတယ်အဲ့ဒီအိတ်ထဲမှာဘာမှမရှိဘူးမွေးရဲ့ရွှေဘရက်ဘူးရဲ့အိုက်ဆိုနာမျိုးပြောတယ်ပုံတင်မိမယ်ပြီးသွားအဲ့ဒီ plastic ဘူးပေါ့နော်တို့ဒီ fancy ဘရက်တွေထည့်တဲ့ plastic ဘူးထဲမှာကလစ်တွေခေါင်းစည်းကြိုးတွေနဲ့ဒီလက်ကောက်နှစ်ကွင်းရဲ့ဘူးတသေးလေးထဲမှာကနဂတ်တရံရဲ့လက်စွပ်တစ်ကွင်းလေးရဲ့ထည့်တာအဲ့ဒီကောင်တာမှာ check in ဝင်တဲ့အချိန်မှာငိုလေးရက်တစ်ပြက်အကြောင်းရိုက်လိုက်တယ် ဘလို့ရိုက်လိုက်လဲဆိုတော့ flight full ဖြစ်နေတယ်တဲ့အဟန်ကယ်ရီအိတ်ကိုတဲ့အပေါ်တင်လို့မရဘူးတဲ့အပေါ်တင်လို့မရဘူးဆိုတော့ power bank တွေဘာတွေပါလားဆိုတော့ကိုကလည်းရုတ်တရက်ဆိုတော့လေအဲ့မှာကောင်တာမှာ check in ဝင်နေတဲ့ချိန်ဆိုတော့ power bank တွေပါလားဆိုတော့ power bank တွေဘာတွေမပါဘူးဆိုပြီးတော့ရွှေဘူးလေးကိုတော့ယူလိုက်တယ် 5kg လောက်ရှိတဲ့ဟာလေးကိုမရဘူးတဲ့နော် ရွှေဘူးကတက်တက်ဘူးတဘူးနဲ့ထည့်ထားတာဆိုတော့ zip ကိုဖွင့်ပြီးတော့ရွှေဘူးကိုယူလိုက်တယ်ဒီ plastic ဘူးကိုမေ့သွားတယ် သတိလည်းမရလိုက်ဘူးနောက်တစ်ခုကလည်း plastic ဘူးကလည်းမွေးရဲ့ handbag အိတ်ကိုထည့်လို့ရမှာမဟုတ်ဘူးဆိုပြီးတော့မိသတိလက်လွတ်ဖြစ်သွားတယ်အဲ့ဒီအိတ်ထဲမှာကဘာမှမပါဘူးမိုးပွဲတက်ဖက်တဲ့ရန် cosmetic အိတ်ကလေးရယ်ပြီးတော့ night with တဲ့ whisper nighty ပုံစံမျိုးအင်ကြီးပေါင်းပြီးလေးတစ်စုံရယ်အဲ့ဒါပဲပါတယ်အဲ့နောက်ပြီးတော့ snacks ထုတ်လေးတွေပါတယ်။ Judy Freedom မှာမိုးကချောကလက်တွေပါတယ်ဝယ်မယ်ဆိုပြီးတော့အဲ့ဒီအိတ်ကိုအာ အလွတ်ထားသွားတာဗောနော်ဒါပေမဲ့ရုတ်တရက်ကတင်လို့မရဘူး flight full ဖြစ်တယ်ဆိုတော့ခရိုင်း flight full ဖြစ်လို့ဆိုလို့ရှင်ကြုံမူးလာတော့မသိဘူးလေရင်ခေါင်းပေါ်ကိုတက်ပြီးတော့လေရင်ခေါင်းသားရောက်တော့မှအိတ်တွေပြေးနေလို့ဆိုလို့ရှင်အဲ့ဒီလေရင်ခေါင်းသားလေးမှာထားခဲ့ခိုင်းတာတွေ့ကြုံမူးတယ်ဒီလိုမျိုးလဲကြုံမူးတယ်တစ်ခါမှမဖြစ်ဘူးဒါပေမဲ့ဒီတစ်ခါတော့မမေ့ရရကကောင်တာမှာအိတ်အက်ခရေကဒါတော့မို့အစိုးရချက်ကင်ဝင်တာနော်ကောင်တာမှာအိတ်အက်ခရေကအာ flight full ဖြစ်နေတယ် အပေါ်မှာ fly full ဖြစ်တယ်ဘာဖြစ်လို့လဲ business class သမားတွေက80 kg ပါတဲ့8တွေ14 kg ပါတဲ့8တွေတအိတ်မှာ2 8တွေသူတို့အဲ့ဒါကြောင့်ပြေးလာလာတော့မသိဘူးဒါပေမဲ့မိုးအရှိမာ business class 10 kg ပဲလက်ထက်ကနေယူသွားလို့ရတဲ့သူတွေက14 kg ယူသွားနေတယ်ဒါပေမဲ့လည်းသူတို့လွတ်တယ်9 kg 6 kg လောက်မပါတဲ့အိတ်ကိုကြတော့သူတို့ fly full ဖြစ်နေတယ်တဲ့အပေါ်တင်ရမယ်တဲ့တတိထားကြနော် မနေ့ကျတော့ဒီဝါလီနီးတော့အမေတို့ဈေးသွားမယ်မြူရဲသွားမယ်ဆိုတော့အမားလို့လက်ကောက်ကနည်းနည်းပိတ်ညင်နေတယ်လို့တခုခုပြောင်းပြီးလုံရင်လုံမလားဆိုပြီးတော့ပြေးပြီးတော့တက်တယ်လက်စွပ်ကလည်းအသေးလေးကနည်းနည်းပြုတ်နေတော့တက်ကမယ်ဆိုပြီးတော့အပြေးပြီးတော့အဲ့ဒါအိတ်ကိုလည်းတော့ဖွင့်ပြီးတော့ယူတော့ဟုတ်တော့အဲ့ဒီ plastic အဲ ပေါ့စ်ထဲမှာခေါင်းစည်းရိုးနဲ့ကလစ်ပဲရှိတော့တယ်ခေါင်းစည်းရိုးနဲ့ကလစ်နဲ့ရှိတယ်အဲ့ဒီရွှေထည့်ထားတဲ့ခွက်ကလေးတေးသေးလေးငကန်းနဲ့လက်စွပ်နဲ့ထည့်ထားတဲ့ခွက်တေးသေးလေးတစ်ခွက်ကရှိနေတယ်ဒီ fancy လက်ကောက်အတုအပြားကြီးကိုလည်းရွှေထိန်ပြီးခိုးသွားလာတော့မသိဘူးအဲ့ဒီလက်ကောက်အပြားကြီးလည်းမရှိဘူးရွှေလက်ကောက်နှစ်ခွင်းလည်းမရှိတော့ဘူးအဲ့ဒီငကန်းတရံနဲ့လက်စွပ်တစ်ခွင်းနဲ့လည်းမရှိတော့စုစုပေါင်းတော့နှစ်ချက်သားနီးပါးလောက်တော့ရှိတယ်တခိုးကလဲတယ်နော်ခေါင်းစည်းရိုးနဲ့ကလစ်ကြတော့ခြံထားခဲ့ရှင့် စုပေါင်းနှစ်ချက်နီးနှစ်ချက်ဒါနီးပါလောက်ရှိနှစ်ချက်သားပဲလားဆိုတော့ဒီခေတ်ဒီခေတ်နဲ့နှစ်ချက်သားဆိုတာနည်းတဲ့ပတ်စံတော့မဟုတ်ဘူးအဲ့တော့အိမ်ရောက်လာတော့ပျောက်သွားတယ်ပျောက်သွားတော့ချက်ချင်းမိုးပါလို့လဲဆိုတော့အဲ့ဒီ airline ကိုဖုန်းဆက်တယ် airline ကိုဖုန်းဆက်တဲ့အချိန်မှာ airline ကဟိုလူဖုန်းနံပါတ်ပေးဒီလူဖုန်းနံပါတ်ပေးနေလုံးဝ reply ကတိတ်ပြီးတော့ proper မရှိဘူးမရှိတော့မိုးကဘာလို့လဲဆိုတော့ဒီစင်ကာပူကနေစီးတယ်ဆိုတော့စင်ကာပူချန်ကြီးလေးစိတ်ကိုမိုးဖုန်းဆက်တယ်စင်ကာပူ email ပို့တယ်စင်ကာပူ email ပို့တာနဲ့ချက်ချင်းချက်ချင်းပဲချန်ကြီးကနေပြီးတော့ reaction ထားယူတယ် ရရှင်ထားယူပြီးတော့ဒီ airline နဲ့သက်ဆိုင်ရာ country manager တွေ passenger officer တွေကိုတို့ email ပို့တယ်ပို့ပြီးတော့မို့တို့ကဘာပြောလဲဆိုတော့9ရက်စောင့်ပေးပါဘောနော်9ရက်စောင့်ပြီး investigation လုပ်တာကိုစောင့်ပေးပါဆိုတော့မို့စောင့်တယ်စောင့်တဲ့အချိန်မှာလည်းတို့ investigation လုပ်တယ် check in တွေသွားတယ်လူတွေကိုလည်းစစ်ဆေးတယ်အဲနောက်တစ်ခု CCTV တွေကိုလည်း check တယ် check ပြီးတော့9ရက်မြောက်နေ့မှာမို့ email ပါလာလဲဆိုတော့အမပြောတဲ့ပစ္စည်းတွေကစင်ကာပူအထွက်မှာဒီပစ္စည်းတွေရှိပါတယ် ်စင်ကာပူပိုင်းမှာလည်းဖောက်ယူထားခြင်းမရှိပါဘူးဆိုတဲ့အီးမေးလ်ကမွန်စီဝင်လာတယ်။အဲ့တော့သူတို့ပြီးတော့မြန်မာပြည်ကလူတွေကိုဆက်သွယ်ပါဆိုတော့မြန်မာပြည်ကအဲ့တော့မှအီးမေးလ်တွေဝင်တော့မှအမအကိုဖုန်းဆက်လာတယ်။အဲ့ဒီမှာဘာတွေပါလဲ။အဲ့ဒီမှာဘာတွေပါလဲ။ပျောက်ထားပျောက်သွားပြီ။ပျောက်သွားတဲ့ပစ္စည်းကိုမရှာဘူး။အဲ့ဒီမှာဘာတွေပါလဲ။ဘာတွေပါလဲ။ဘာတွေပါလဲ။ဟုတ်ပြီမိုးလည်းပြောပြီးတယ်။အဲ့ဒီမှာ confuse ဖြစ်စရာဘာမှမပါဘူး။အော်ဘာပြောလဲဆိုအမားရဲ့စစ်ပြီးစစ်တာရဲ့စစ်တာသူတို့ခဏကြာသွားတယ်နေရက်လောက် reply မလာဘူးပြီးတော့ဘာပြန်ပြောလဲဆိုတော့အာဘာလဲ ဖနက်တရံပါတဲ့အိတ်ကားတဲ့တိတ်ပဲရှိရဲအဲ့ဒီအဲ့ဒီအဲ့ဒီလေရင်ပါတဲ့တိတ်ပဲရှိရဲအတိုင်းပဲတဲ့ fork and spoon ပါနေတယ်တဲ့ fork and spoon ဆိုတော့လုံးဝမိုးကသတိမထားမိ fork and spoon လုံးဝမရှိနိုင်ဘူးအဲ့ဆိုခိုးတဲ့လူကမျက်ခြေဖြောက်ချင်လို့ထဲတာပဲဖြစ်မှာပေါ့ဒါဆိုရင်တို့မြန်မာနိုင်ငံရဲ့လေစိတ်အတွင်းထဲမှာခိုးနေပါတယ် နော်ဒါမိုးပွင့်ပွင့်လင်းပြောတယ်ခိုးနေပါတယ်ဘယ်သူဘဲဝါဘလို့ခိုးနေလဲတော့မိုးလည်းမသိဘူးဒါပေမဲ့ဒါကိုကြုံလိုက်တာကိုလိုမျိုးဘသူတွေကြုံနေလဲတော့မိုးမသိဘူးပေါ့နော်ဒါပေမဲ့ဒါပထမမแชร์တော့မပြောနေတော့ဘူးပေါ့နော်ကိုပစ္စည်းလည်းဆုံးရှုံးသွားပြီမပြောနေတော့ဘူးလို့ထင်တာဒါပေမဲ့နောက်လူတွေနောက်လူတွေမဖြစ်အောင်အဲ့တော့ကိုပစ္စည်းလေးကိုစီကန်းရှိနေတဲ့ ဟိုဟာဖြစ်ပေါ့နော်သတိလေးထားစီကန်းတော့ရှိမှာပါအကုန်လုံးဒါပေမဲ့သတိလေးထားပြီးတော့အဲ့ကို lock ခတ်ပါဈေးကြီးတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ကိုယ့်ဘာနေကိုပဲဝယူသွားပါအဲ့တော့မိုးအထက်ခါအထက်ခါလေချောင်းလိုက်ရဘာပြောလဲဆိုတော့ဈေးကြီးတဲ့တန်မိုးကြီးတဲ့ပစ္စည်းတွေကိုယူဆောင်ခွင့်မရှိဘူးပေါ့နော်အဲ KGD luggage မှာထည့်ပိုင်ခွင့်မရှိဘူးပေါ့အဲ့တော့မိုးကပြောတယ်ဟုတ်ပြီ luggage မှာထည့်ပိုင်ခွင့်မရှိဘူးငါရဲ့ hand carry အဲ့ကိုနေတို့ဘာလို့ fly food ဖြစ်လို့တောင်းသွားတာလဲမေးတယ်အဲ့အတွက်လည်းသူတို့အဖြေမရှိဘူးနောက်တစ်ခုကသူတို့ဘာပြောလဲဆိုတော့ အာဗာလဲဒီဝန်ထမ်းတွေကိုတဲ့အဝင်အထွက်အများတန်းစစ်နေကြတဲ့လေစိတ်ကိုသွားတဲ့သူတွေသတိထားနော်စင်နေကြဆိုတော့သူတို့ဘက်ကဘာမှဆက်မလုပ်ပေးဘူးအဲ့တော့နောက်ဆုံးတော့ရှုံးပါတယ်နောက်ဆုံးရှုံးပါတယ်ဆိုတာတို့မြန်မာနိုင်ငံမှာလည်းသိတဲ့အတိုင်းပဲတို့ဟိုဘက်ကနေအမှုလိုက်မယ်ဆိုလို့ရှိရင်လေကိုရွှေတန်ဘိုးထက်စေစားလောက်ထက်ကုန်နေမှာနော်စင်ကာပူဘက်ကလည်းဒါသူတို့ဘက်ကနေတက်နိုင်တဲ့လောက်ကိုသူတို့ရှာပေးတယ် အဲသူတို့စူးစမ်းပေးတယ်သူတို့ဘက်ကဘာမှလုပ်လို့မရမြန်မာပြည်ကိုသူတို့ဆက်သွယ်တယ်မြန်မာပြည်ဘက်ကလည်းဘာမှမထူအဲ့တော့ဘလောက်တောင်အောက်တန်းကြလဲဆိုတာဟုတ်တယ်เนาะဒါကတော်တော်လေးကိုအောက်တန်းကြတဲ့လုပ်ရပဲရှင်ရွှေနှစ်ချက်သားဆိုရလဲဒါအခုခေတ်စီနေဆိုရင်မလွယ်ဘူးလေเนาะတံပူးလည်းကြီးတယ်ရှင်တကယ်ချင်းတို့လည်းလီချောင်းလိုင်းရံသွားတဲ့သူတွေရှင်လည်းဒါလုံးဝကိုတတိထားကြပါရှင်ကျွန်မရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ